မီလာပါညာရှိခွာစာဆောင်မနှုတ်ခုဆက်တာပါတယ်မီလာနေရ2025ခုနှစ်တောင်းချာနေကျန်းစာလာတီကထိုเจ้าကိုအမိပြုသောသူမည်တီကရှက်ကြောက်ခြင်းမရှိနိုင်အောင်လာတည်းယောမဝရစာအခက်ချင်းစေခန်းငယ်စတဲ့ခေါင်းစဉ်ကမိခုသူများအလုံးလုံးရဆိုလေးအင်မတန်မှဝါသနာမူပါပြင်းသောသားအကောင်းစားတယောက်ကျွန်တော်မှရှိပါသည် ရုံရင်ကတော့မစိုးပါဘွေးရပညာတတ်ဉာဏ်ကောင်းသူပါ ကျမ်းမာရေးလဲကောင်းပါသည်ဘွေရအောင်မိခင်ကတိုက်တွန်း၍စာတင်ခိုင်းပါသည် အလုံးအကင်များကိုရှာဖွေပြီးတော့လေသူကစိတ်ဝင်စားပြင်းစရာကောင်းလိုက်တာဟုညင်းညူ၍ထွက်လာရသူအတွက်စိတ်ပြတ်ကြပါ၏အငယ်ဆုံးစုတော့အကိုအမများကချွင့်၍မို့ဖို့ပြီးအမေကလည်းချွင့်၍ဝမ်းချမ်းပြီးတော့သူကစိန်ချနေပါ၏မော်တော်ဆိုင်ကတစ်စီးနေလဲပတ်လိုက်ပြန်လာတော့အမေကိုချွဲလိုက် တောင်းလိုက်နဲ့အသက်၄၀နာသူခတ်လာပါပြီ။ဒုံချိန်တီးပြောသလိုတက်ရှင်နေထိုင်ခဲ့ရ။ဒီနေ့မှာတော့သူ့ကိုရှူပူပါသည်။ကျွန်တော်ကပြောရင်းနဲ့မောလာပါ၏။သူကတော့ပြန်လဲမပြောနားလဲမထောင်ပါ။ကျွန်တော်ကိုရကြတော့သူမိခင်ကိုပြောပါတဲ့အမေ။လောကမှာမိမလောက်စားဖို့ထိုင်စားတဲ့သားသမီးများဘယ်တော့မှမငတ်ဘူးနော်။ပြီးတော့လေစင်းလဲမစင်းရဲဘူးเนาะငွေဖြစ်ပါသည် သူမိခင်ကအလွန်ကိုသဘောကျ၍ရေမောကပြန်ပြောပါ၏ ဟုတ်တာပေါ့ငါသားရဲ့အမေလုံးစာကိုမင်းထိုင်စားတာအမေပဲစင်ပြေနေတာပဲမဟုတ်လားတဲ့ဘလောက်တောင်အညီညွတ်တဲ့သားမိနေနော်မိခင်ကအငိမ့်စားကြောင်းဆရာမပင်စင်နဲ့နေရတော့လေသားကိုအားလုံးပြည့်စုံအောင်ဝါလီအောင်ကျွေးမွေးထားရသားကလည်းအိမ်လုံးကလေးကိုဟိုနားဒီနားကူညီပေးုံနဲ့စားသောက်နေရပါသည် သူ၏တငယ်ချင်းများကလည်းအလုံးကိုကြီးနေဖြစ်နေချိန်မှာသူကတော့မိခိုးသူပါပဲကျွန်တော်တို့သက်တာမှာဘာမှမတတ်နိုင် မလုံးနိုင်တော့အခါမှာတော့မိခိုးဆရာကိုရှာပါ၏ကျန်းစာနိုင်ငါတို့ဒီကိုတကောကိုအမိပြုရေကိုလိုလျောက် လူစုံတစ်ခုကိုကြံ့ရှင်ခြင်းကတတ်နိုင်သည်မဟုတ်ဖျားသခင်ကိုအမိပြု၍သာတတ်နိုင်သည်ဟုလာပါသည်ကောရီနိုအာဆာပထမဆုံးအခန်းကြီး၃ခန်းကြီးကဖျားသခင်ကိုအမိပြုသောသူတို့သည်ရွှဲချောက်ခြင်းတို့မရောက်ကြပါ ပြင်းမှန်းခြင်းတို့မရောက်ရပါမည်ဆိုရင်အားလုံးဖျားဟီကောင်းပြီးပါစေ။